မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေကိုဆရာကဒီတစ်ခါတော့2025ခုနှစ်မတ်လအတွက်၃လပိုင်းတစ်လစာအင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတဲ့ကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်အ2025ခုနှစ်၃လပိုင်းတွင်မှာအင်္ဂါသားသမီးမိတ်ဆွေတွေရဲ့ကံကိုဆရာဟောကြားပေးပါမယ်ခင်ဗျအင်္ဂါသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာလက်ရှိမှာလက်ရှိနေရာကနေပြီးတော့ ထွက်သွားခြင်းနဲ့စိတ်လက်ရှိအလောက်ကနေစိတ်မပြောနေတာမျိုးဆရာကပ်ပုံမပြတော့ပါဘူးเนาะစိတ်မပြောနေတာမျိုးတဏှာရာကိုယုံထွက်သွားခြင်းနဲ့စိတ်တည်းတဏှာရာကိုဟိုပြေးထွက်သွားခြင်းနဲ့စိတ်တည်းဖြစ်ပေါ်နေတာမျိုးလက်ရှိအလောက်ကနေပြီးတော့အခြားတစ်ခုခုကိုပြောင်းလို့ရင်ကောင်းမလားဆိုတာမျိုးမိမိယင်ထဲမှာလက်ရှိမှာဟို လုပ်နေတဲ့လုပ်ငန်းတစ်ခုခုကနေပြီးတော့အခြားတစ်ခုကိုပြောင်းလုပ်ရင်ကောင်းမလားဆိုတာမျိုးအပြောင်းလဲနဲ့ပတ်သက်ပြီးတော့စဉ်းစားတွေးခေါ်နေတာမျိုးအဲမိမိအနေနဲ့တစ်ခုခုကိုလှုပ်ဆောင်နေရတဲ့အခါပုံမှန်ထက်ကိုနောက်တစ်ခုကိုပြောင်းလဲလုပ်ရင်ကောင်းမလားဒါကိုထက်အောင်မြင်ရေးဖြစ်စေမအောင်မြင်ရေးဖြစ်စေနောက်တစ်ခုကိုလုပ်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေတာမျိုးတွေးခေါ်နေတာမျိုးအကြံစီနဲ့ပတ်သက်ပြီးတော့ဟိုတောင်းတနေတော့ကာလ လက်ရှိအလုပ်ကနေပြောင်းပြီးနောက်တစ်လုပ်ကိုလုပ်မလားလုပ်ငန်းအလုပ်ကနေထွက်ပြီးတော့ကိုယ်ပိုင်လုပ်လေးများလုပ်မလားဆိုပြီးတော့မိษွေတို့ရဲ့ရင်ထဲမှာစဉ်းစားတွေးခေါ်နေသောကံမျိုးကြနေပါတယ်။ဒါအပြင်2025ခုနှစ်3လပိုင်းတွင်မှာအင်္ဂါသမိုင်းမိษွေတို့ရဲ့ကံဟာ တနည်းအားဖြင့်ဘာကိုလှုပ်လှုပ်တော့မိတ်ဆွေများခင်ဗျာအစမှာတော့အင်္ဂါသာသမီမိတ်ဆွေတွေကအဆုံးအစနဲ့မာနနဲ့လေးယုံကံရတက်ပေမဲ့အဆုံးတက်မှာဂျင်းတွေအောင်မြင်မဲ့လားနဲ့အဆင်ပြေမဲ့လားဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဘာဖြစ်ဖြစ်ဇွဲစုကလေးဇွဲလေးနည်းနည်းလေးထပ်ဆိုင်လာရင်ကိုအင်္ဂါတွေဟာအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိလာမယ်ကာလကံမျိုးဖြစ်ပါလေအထူးသဖြင့်မိတ်ဆွေတို့အနေနဲ့အဲကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာငကိုကအဲကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ ဟိုယောဂဘယဖြေရှားမရတဲ့မိတ်ဆွေများရှိလို့ရှိရင်ဒီကာလမှာကျန်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အာသာပြီးတော့ကောင်းမွန်တာမျိုးတမားကောင်းဆရာတမားကောင်းစေဝါကောင်းနေနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ကူပံ့ရရှိတတ်တယ်။ကျန်းမာရေးနဲ့ပတ်သက်လာရင်ထူးထူးခြားခြားတော့ဘာမှမရှိလာဘူး။သို့တော့လေနဲ့ပတ်သက်တာမျိုးလေးတွေဝမ်းပြက်ဝမ်းလျှောလေးတွေတော့အနှဲငယ်ဖြစ်ရတာကလွဲရင်ကျန်နာရစိုးရင်စရာဘာမှမတွေ့ရပါဘူး။အစားအသောက်နဲ့ပတ်သက်လို့အပူအဆက်နဲ့ပတ်သက်တာတွေတတိထားဆင်ကျင်ပြီးတော့စားသုံးရင်ကိုကျန်နာဘာမှစိုးရင်စရာမရှိလာတော့အပတ်တာဖြစ်တယ်။ သို့တော့မိတ်ဆွေတို့အနေနဲ့အဲဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်မိမိအနေနဲ့ဟိုအလှပရေးရနဲ့ပတ်သက်လာတဲ့အခါမှာအဲအရေးကြီးတဲ့ခွဲစိတ်မှုလုပ်ငန်းတွေ operation လုပ်ငန်းတွေကိုဖြစ်နိုင်ရင်အင်္ဂါသသမိတွေကဒီကာလမှာတတိပြုရန်အတွက်ねလိုအပ်တယ်လို့အဲ ပြင်မာများတော့ဖြင့်ချွန်းသွားတတ်တယ်လို့မိษွေတို့အနေနဲ့လူတိုင်းမရလှတိုင်းစိတ်တိုင်းမကြဖြစ်တတ်တဲ့အတွက်တော့ဒီလာဟာမိษွေတို့အတွက်အဲရှိနေတဲ့အတိုင်းမိမွေးဖာမွေးတိုင်းလေးကိုတိုးရှက်ပြီးတော့ပြင်စင်တာမျိုးမလို့အဖဲနဲ့တော့ဖြစ်နိုင်ရင်မလုံးနဲ့ပေါ့အဲဆရာငယ်လို့လှချင်ပင်မလဲဆရာနီနီလောက်ပဲဆိုကျင်းတတ်လိုက်ကြပါကောင်းပြီဆိုတော့နောက်တစ်ချက်ဒီလာအတွင်းမှာမိษွေတို့အနေနဲ့ ငွေကြေးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာမရှိဘူးလက်ရှိဒီလဟာငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲရှိလာမှခက်ခဲစေကမူဒီလဟာလက်ရှိရှိနေတဲ့ပကတိအနေထားထက်တော့ဆုံးရှုံးသွားနိုင်စရာမရှိဘူးဆိုလိုချင်တဲ့အထိပ္ပယ်ကမိတ်ဆွေရဲ့လက်ထဲမှာလက်ရှိရှိနေတဲ့အတိုင်းနာအနေထားအနေပြီးတော့ဆုတ်ယုတ်သွားနိုင်စရာကြာရှုံးသွားနိုင်စရာဘာမှမရှိဘူးအတိုးတက်ရင်တိုးတက်လာနိုင်တဲ့ကာလဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်တိုးရှက်လှုပ်ဆောင်ခြင်းမျိုးတွေအထူးသဖြင့်လုပ်ငန်းနဲ့ပတ်သက်ရင်ဘလို့လုပ်ငန်းတွေဟာမိတ်ဆွေတို့အကျိုးပေးတယ်လဲဆိုရင်၃လပိုင်းအတွင်းမှာဆိုရင်အထူးသဖြင့် လုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုတိုးချဲ့လှုပ်ဆောင်တာမျိုးတွေအကျိုးပေးပါတယ်ချစ်တိုးဆောင်ရလှုပ်ဆောင်မှာအကူအညီအထောက်ပံ့တွေရရှိပြီးတော့တိုးချဲ့လှုပ်ဆောင်ရမယ့်ကာလဖြစ်တယ်အထူးသဖြင့်အသစ်စတင်လုပ်တဲ့အခါမှာတော့ဇွဲစုကလေးစိုက်လိုက်ပါကိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်နိုင်တဲ့အခါကိုကိုတိုင်းအစမှာတော့ခက်ခဲတတ်တဲ့အတွက်ကြောင့်ကိုပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများဖြစ်နိုင်ရင်တော့ညံ့တာတော့ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လာရင်တော့ဒီလဟာဟိုအစမှာတော့အထအနှီးတက်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့နည်းနည်းလေးဟိုအချိန်နဲ့လူနဲ့ ို့ပြီးတော့ခွန်အားနဲ့ပို့ပြီးရင်းနှီးရတတ်တဲ့အတွက်လုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုတိုးတက်အောင်ဆွမ်းဆောင်တာကပုံမကောင်းမှဈေးပါတယ်ထို့တူပဲအလုပ်ငန်းနဲ့ပတ်သက်လို့အသစ်စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများမိမိတို့အနေနဲ့ဖြစ်နိုင်လို့ရှိရင်ကိုတူတဲ့တယောက်တည်းရင်းနှီးလှုပ်ဆောင်ရတဲ့လုပ်ငန်းတွေထက်အဲမိတ်ဆွေတို့အနေနဲ့ပုံမှန်လုပ်နေကြလို့ဒီကိုမှယင်းနှီးလှူဆောင်တာမျိုးဖြစ်စေကိုကိုတိုင်းဥစည်းဥဆောင်ခြင်းမျိုးတွေထက်မိမိရဲ့မိသားစုဝင်တစ်ဖက်အသားသမီးတဦးတယောက်ရဲ့အကူအညီအထူးသဖြင့်တောက်ကြတို့ တနင်္လာတို့ရဲ့သာသမိတွေရဲ့အကူအညီနေနံတွေရဲ့အကူအညီကိုတောင်းပြီးအမီနာမခံလို့တာမျိုးလေးတွေကပို့ပြီးတော့ကံရဲ့အားသာမှုနဲ့အထောက်အကူမှုကိုရရှိတတ်တော့လဖြစ်ပါတယ်။အကျိုးပေးသော လုပ်ငန်းများအနေနဲ့ဒီလတာတော့ဒီမှာအဲစေဝါနဲ့ဆိုင်သောလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့အတူပဲဆက်သွယ်ရေးနဲ့ပတ်သက်သောလုပ်ငန်းတွေရင်ဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အများနဲ့ပတ်သက်သောအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေတန်တမာဆိုင်ရာလုပ်ငန်းလေးတွေနော် ဟိုဘာသာရေးဆိုင်ရာလုပ်ငန်းလေးတွေအဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းလေးတွေခြေတိုးဆောင်ရလှုပ်ဆောင်ရင်အားသာချင်းကောင်းမွန်ခြင်းတိုးတက်နိုင်တယ်လို့မိတ်ဆွေတို့ဒီလဟာခྱི་သွားရမယ့်ကာလမျိုးခྱི་ထွက်တဲ့သောကာလခྱི་နဲ့ပတ်သက်ပြီးတော့ကြိုးစားဆွမ်းဆောင်ရင်အားသာကောင်းမွန်သောကာလဖြစ်တဲ့အတွက်ခྱི་သွားလာမှုဆိုင်ရာလုပ်ငန်းလေးတွေမှာအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ် လက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လည်ပြီးတော့တောင်းဆိုတာမျိုးဖြစ်စီလောက်ပါအာသာကောင်းမှမှာတယ်ငွေကြီးနဲ့ပတ်သက်ရင်လည်းယင်းဒီလှုပ်ဆောင်တဲ့ကိစ္စတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအောင်မြင်အာသာတိုးတက်ပြီးတော့ကံကောင်းနိုင်ပါတယ်မထင်မှတ်ဖဲနဲ့အဲသာသမိကိစ္စပညာရေးတွေကြောင့်စိတ်တိုင်းကြရတာမျိုးမိမိပညာရေးနဲ့ပတ်သက်လာပြီးတော့အဲ အနာဂတ်အတွက်ဘဝအတွက်မှာအထောက်ပံ့ကောင်းနေပညာရကောင်းနေကိုတင်ယူလေးလာရတတ်သောလာဖြစ်တဲ့အတွက်ကြောင့်မလို့တော့အင်္ဂါသမီးမိတ်ဆွေတွေကဒီလမှာပညာရေးနဲ့ပတ်သက်ရင်ရှေ့တူဆောင်ရွက်ပါအားသာပါတယ်တင်ယူလေးလာလို့လည်းကောင်းသောကာလဖြစ်တယ်ဘာသာစကားတင်နန်းနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်လောကီပညာရမှာဖြစ်စီလောကုတ္တရာပညာရမှာဖြစ်စီအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလာဖြစ်ပါတယ် အထယ်လိတ်လုပ်ငန်းတွေရှိတို့ဆောင်ရွက်ပါ DT ဖနက် online social media နဲ့ပတ်သက်တာတွေရှိတို့ဆောင်ရွက်လုပ်ဆောင်ပါထို့အပြင်ဘာသာရေးဆိုင်ရာလုပ်ငန်းလေးတွေလက်စစ်ပစ္စည်းတွေအထယ်လိတ်လုပ်ငန်းတွေထို့အတူပဲမိတ်ဆွေတို့အနေနဲ့တော့ဟိုဟို DT ဖနက် online social media နဲ့ပတ်သက်တာတွေရှိတို့ဆောင်ရွက်လုပ်ဆောင်ပါအများနဲ့အဖွဲ့အစည်းနဲ့အသင်းအဖွဲ့နဲ့အစုအဝေးနဲ့လုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအားသာတိုးတက်ပြီးတော့ကောင်းမွန်နိုင်ပါတယ်ဒါအပြင် OA Champion နဲ့ပတ်သက်လာလို့ရှိရင် OA Champion အဲမိမိအနေနဲ့ကိုကိုယ်တိုင်ဟိုစွန့်ဟလို့ပေါ့ ဟိုကမိမိအနေနဲ့ကိုကိုတိုင် OH ချမ်းပြီးစောက်ဖို့တွေးထားတဲ့မိတ်ဆွေများအနေနဲ့ OH ချမ်းပြီးစောက်တာမျိုးအဆောက်အဦလုပ်ငန်းအနေနဲ့ပတ်သက်လို့တိုးချဲ့လှုပ်ဆောင်မှာဒါပေမဲ့ကို့အမိနဲ့တော့အိမ်စောက်လို့ကောင်းမယ်မယ်မိယာဝယ်ဖို့တော့ညံ့ပါတယ်ဒါလေးတစ်ချီအချက်ကိုတတိထားရမယ်မိယာဝယ်ဖို့ညံ့တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အမိမိအမိခံလုပ်တဲ့ကိစ္စတွေ အာမခံလုတ်တဲ့ကိစ္စတွေတဘာသူကိုအာမခံလိုက်တဲ့ကိစ္စလေးတွေမှာအတတ်နိုင်ဆုံးဂယူဆိုင်ပါလူယုံမလွယ်ပါနဲ့သူတဘာကကိုယ့်ကိုအာမခံခိုင်းလို့လက်မှတ်တီးတတိမမှုဘူးမမြင်မနဲ့ထိုးလိုက်တဲ့အခါမှာအဲကိုကဘာမှမဆိုင်မဲ့ဂျားရဲကငှထွားခါနာတယ်လို့ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်သူတဘာကိုကိုကလွဲရင်သူတဘာကိုယုံကြည်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာမိတ်ဆွေအပေါင်းအသင်းတွေမှာတတိထားဆင်ကျင်ပေးဖို့လိုအပ်ပြီးတော့လူယုံတတ်တတ်သောကာလဖြစ်တယ် အနုပညာလုပ်ငန်းနဲ့ပတ်သက်ရင်တော့အင်္ဂါသာသမီးတွေကဒီလအတွင်းမှာတော်တော်ကိုကံအားနည်းစီတော့လာဖြစ်တဲ့အတွက်အနုပညာဆိုင်ရာလုပ်ငန်းတွေမှာအသေးရုပ်ဆောင်ပဲဖြစ်ဖြစ်အစိုးရပဲဖြစ်ဖြစ်အဆရာကြီးလာမိမယ်ဆိုရင်တော့ဆရာကဒီကာလမှာမိတ်ဆွေတို့ရဲ့ CV မထုတ်သင့်ဘူးဆိုလိုတာထင်ပေါ်ကျော်ကြားမှုလုပ်ငန်းတွေနဲ့ပတ်သက်ရှေ့တူစတင်လုပ်ဆောင်ရင်အားနည်းသောကာလအကြံစီရွေချက်ရည်မှန်းချက်တွေ ပြတ်တောက်ပြက်ဆဲတတ်တဲ့ကာလဖြစ်တယ်။သို့တော့လုံနေကြအလုပ်ကလေးကိုပဲရှေ့တူဆောင်ရလှုပ်ဆောင်တာပဲအားသာပြီးတော့စတင်လှုပ်ဆောင်ရအတွက်ဆိုရင်တော့မိမိတို့မှန်းချက်နဲ့နှံတော်မကြိုက်ဖဲဖြစ်ရတတ်တော့လာဖြစ်တဲ့အတွက်တော့ဒါလေးကိုတတိထားစင်ပြပေးရန်လိုအပ်ပါတယ်။ဒါအပြင်ဒီလတာတော့ဒီမှာညံ့တာလေးတွေကိုဆက်လက်ဖော်ပြပေးပါရစေ။ အယောင်းဝင်တဲ့ပတ်သက်တာလေးတွေမှာအယောင်းပါအဝယ်ပါကလေးတွေဖြစ်တတ်ပါတယ်ဒါကိုလည်းဆရာနောက်ဆုံးမှာရေဒီယာလေးတစ်ခုကိုပြောပြပါမယ်အယောင်းဝင်ပတိမှာအယောင်းပါအဝယ်ပါတွေဖြစ်တတ်ပါတယ်ဒါအပြင်ရွှေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ဒီလမှာရွှေတွေမမြဲတာမျိုးအဝင်အထွက်ဖြစ်တာမျိုးရွှေပြောက်တာမျိုးပတ်စံပြောက်တာမျိုးပစ္စည်းပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ဘယူဆိုင်တတိတာစဉ်းကျင်ပေးပါလူယုံမလွယ်ပါနဲ့ မှန်ငားပါနဲ့မရှိပါနဲ့မပေးပါနဲ့ဖြစ်နိုင်ရင်ဖြစ်နိုင်လို့ရှိရင်ခက်ပြက်ပြက်တာဆက်ဆံရင်ခေါင်းပါတယ်ပြီးတော့ကလက်ဝက်လက်စားနဲ့ပတ်သက်လာတဲ့အခါကိုယ်ကရှိလိုက်ငားလိုက်ပြီးတော့ပေးဝင်လိုက်ခါမှတပားသူကိုကို့အချီမှမမြဲတော့တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိထားစင်ကျင်ပေးဖို့လိုအပ်ပါတယ်အရင်ကစုံတွဲခဲ့ဘူးတော့လုပ်ငန်းတူအလုပ်တူတွေကမိမိကို အတိုက်ခိုက်တွေနဲ့ပြူစားတိုက်ခိုက်တာမျိုးလေးတွေမနာလိုအတိုက်ခိုက်လေးတွေနဲ့ပတ်သက်ပြီးတော့ပြူစားတိုက်ခိုက်တာမျိုးတွေဂျုံဝါတက်တဲ့အတွက်တော့ဒီတစ်ချက်ကိုပဲယူဆိုင်စင်ပြေးဖို့လိုအပ်ပါတယ်ထို့အပြင်လူဝင်မတော်ပါဘူးပြင်သာသမီးများလူဝင်တဲ့အခါမှာအဲလူအဝင်မတော်ရင်လူ ပြန်ထွက်တတ်တဲ့အတွက်ကြောင့်မလို့တော့ဖြစ်နိုင်လို့မဖြစ်မနေမှာမိတ်ဆွေမိဘစုတွေထဲမှာတဦးတယောက်ကိုညအိညနေလက်ခံရမယ်နေရှားကနေဆိုရင်မိမိအိမ်မှာရှိတဲ့ချွေကလေးတစ်ခုကိုဇတိကလေးရောင်းရွေးဖြစ်စေပောင်ရွေးဖြစ်စေလှုပ်လိုက်ပါမဟုတ်ရင်မိသားစုတွေရုပ်တရက်ကျမ်းမာရေးညာလာတာမျိုးစီးပွားရေးနဲ့ပတ်သက်လို့အကြံအကြအဟံဒါလေးတွေပေါ်လာတာမျိုးဖြစ်တယ်ဖြစ်နိုင်ရင်တော့လက်မှတ်ခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့ ဒီလိုက်တာတော့ဒီမှာဆိုတတိထားဆင်ကျင်ရမယ့်အချက်ကလေးတွေကတော့အာမခံကိစ္စတွေကယူဆိုင်ပါလုပ်ငန်းခိုင်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲတွေကကိုယ့်ကိုဟိုနေရာပေးမှုအားနည်းတာမျိုးကိုယ့်ကိုမဲတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့အင်္ဂါသသမိတ်မိတ်ဆွေများအနေနဲ့အထက်လူကြီးလူကြီးလူကောင်းအနေနဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာတတိထားပါနှုတ်ဤ ဆောင်းပါခြင်းကိုကြီးဆောင်းပါခြင်းကိုအတတ်နိုင်ဆုံးထိ ंछ ုပ်ပြီးတော့တေချာပြောစုမှတာအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်ဖြစ်နိုင်ရင်ဒီကာလမှာမိမိရဲ့အတွေးအခေါ်အကြံအစီတွေကိုမဖြစ်လာသေးပဲနဲ့ကြိုတင်ပြောဆိုတာမျိုးလားမိษွေရဲ့ကံတရားကိုညံ့စေပြီးတော့အပြတ်သဘောကြီးအပြတ်သဘောကြီးဆောင်းတက်တဲ့အတွက်ကြောင့်မလို့ရင်ထဲမှာတိုးတိုးတိတ်တိတ်နဲ့အင်္ဂါရဲ့ဇေယျအတိုင်းပဲထားပါစကားအများကြီးပြောတာမျိုးထက်အမှားအများကြီးပါတတ်တဲ့အတွက်ကိုစကားတော်အများကြီးပြောလို့ရတယ်မိမိဖြစ်ရှင်တဲ့ရည်ရွယ်ချက်တွေကိုတိလို့မဖြစ်နိုင်မေး